မင်းသားပေါ့စားတယောက်နဲ့ DJ တယောက်ပါတယ်သူတို့တငယ်ချင်းအုပ်စုကလေဘာမှကောင်လေးတယောက်ကိုအကြမ်းဖက်ပြီးတော့ဝိုင်းရိုက်ကြတာနော်လမ်းကားကြတာဟိုဘက်ကကောင်လေးကတက်တလာမဖြစ်ချင်လို့တောင်းမှန်နေတာတောင်မှဝိုင်းရိုက်တာလင်းနေနေထိုက်ပဲဒီမှာလဲဟတ်တက်တေးလဲကွဲပြီးတာခါကြအဲ့ဒီတငယ်ချင်းအုပ်စုထဲမှာလဲကောင်မလေးတယောက်ပါတယ်ပါတဲ့ကောင်မလေးကလဲခွက်တေးဘာတွေနဲ့ပြစ်ပောက်ပြီးတော့အခုပတ်စံနဲ့မဆိုင်ဘူးတင်ရတက်တာနဲ့မဆိုင်ဘူးသူ့ရဲ့အထက်က mind wisdom အဲ့ဒါနေတဲ့ခါကျတော့ လွတ်လာတဲ့ခါကျရင်မူလာပြီဆိုရင်ပညာတက်ပြီဖြစ်စေမတက်ပြီဖြစ်စေချမ်းသာရင်ဖြစ်စေမချမ်းသာရင်ဖြစ်စေအဲ့ဒီအကျင့်ကမဲပါလေကွာငါအဲငါဘသူပိုင်တယ်ငါဘသူသားငါဘာကောင်ဆိုငါဘာကောင်ဆိုတဲ့အဲ့တော့မှတိတော့လေဘာကောင်မှလည်းမဟုတ်ဘူးအကုန်လုံးမသားပေါ်အတင်မသားပေါ်တဲ့ဟာတွေ လုံးဝဲမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါရရှင်ညီမခုတင်ဆက်ပေးမယ့် video လေးကတော့ AMR TV4 တရုတ်ဆောင်မင်းသားပိုင်အုပ်စုံအောင်ဆိုရင်အားလုံးလည်းသိကြမယ်လို့ထင်ပါတယ်ရှင်ဒီပိုင်အုပ်စုံအောင်ကရန်ကုန်ကဘာတစ်ခုမှမူရတောက်စာပျော်ပါပြီးတော့အုပ်စုဖွဲ့ပြီးတော့အရောက်သေးကုန်เนาะအနိုင်ကျင့်တယ်လို့လည်းသိရတယ်ရှင်မင်းသားတလက်ဖြစ်ပြီးတော့ကိုလို့ရရင်ခံရရမယ်ကိုလှုပ်ထားတဲ့ပြဿနာကိုတာဝန်ယူဖြေရှင်းတဲ့နယ်ဆိုပြီးတော့ပြောထားတဲ့အကိုတယောက်ရဲ့ view point လေးပဲဖြစ်ပါတယ်ရှင်ညီမနဲ့အတူတူ video လေးအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင် မင်းသားပေါက်စားတယောက်နဲ့ DJ တယောက်ပါတယ်သူတို့တငယ်ချင်းအုပ်စုကလေဘာမှကောင်းလေးတယောက်ကိုအကြမ်းဖက်ပြီးတော့ဝိုင်းရိုက်ကြတာနော်ဝိုင်းရိုက်ပြီးတဲ့ခါကျတော့အခုသူတို့ကဒီအမ်မင်းသားရဲ့နာမည်ကကျတော့နာမည်နာမည်လေးလုံးမင်းသားကလေးလိုလိုလူကြီးလိုလိုမင်းသားဖြစ်တယ်လို့လိုမင်းသားမဖြစ်တယ်လို့လိုအဲ့လိုအရွယ်နော်မင်းသားနာမည်ကလေးလုံး DJ နာမည်ကနှလုံးနော် DJ ကအဲ့ဒီဟိုကိုလတ်ရွှေလောက်တဲ့တယောက်မဟုတ်ဘူးနော်ဒီလားရှင်တို့လူမနေမှာဆိုလို့နော် မိသားတက်ခါကျတော့မင်းသားလည်းမန္တလေးသားလည်းမဟုတ်ဘူးเนาะအဲ့တော့သူတို့ရဲ့ဖြစ်စဉ်ကိုပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ရန်ကုန်ကဘာတစ်ခုမှကွယ်เนาะအောက်စုဖွဲ့ပြီးတော့ရန်ကားကြတာဟိုဘက်ကအကောင်လေးကတက်တနာမဖြစ်ချင်လို့တောင်းမှန်နေတာတောင်မှဝိုင်းရိုက်တာဝိုင်းရပြခါကြလဲပလင်းနေနေထိုက်ပဲဒီမှာလဲဟတ်တက်တေးလဲကွဲပြီးခါကြအဲ့ဒီတငယ်ချင်းအောက်စုထဲမှာလဲကောင်မလေးတယောက်ပါတယ်ပါတဲ့ကောင်မလေးကလဲခွက်တေးပါတယ်နဲ့ပြစ်ပောက်ပြီးတော့အခုလူတွေကအဲ့လိုမျိုးလှုပ်ပြီးတဲ့ခါကျတော့အမလေး သူတို့အမှုဖွင့်ထားတာဖြစ်ပြီးနောက်နေ့ကလေးအမှုဖွင့်ထားတာကိုကြာကြောက်ချီးပန်းပြီးတော့အကုန်လုံးပြေးပြီးတော့ပုံနေကြတာအဲ့ဒီမင်းသားဆိုတဲ့တယောက်ကလည်းသူ့ရဲ့အကောင့်မှာဆိုလို့ရှိရင်လည်းအခုဘာ activity မှမရှိမရှိဘဲနဲ့အဲ့ဒီသူများမင်္ဂလာဆောင်ခိုးတက်နေတာပြီးကြတဲ့ခါကျတော့အဲ့ဒီ DJ တယောက်ကလည်းနော် DJ တယောက်ကလည်းအဲ့ဒီသူသူတရားမဲ့ပွဲတောင်မှ cancel လုပ်ပြီးတဲ့ခါကျတော့ဟိုမင်းသားနဲ့မင်းသမီးရဲ့ပွဲမှာအရန်နေပါလေလုံနေတာလေအေးအဲ့ဒီဟာတွေသူတို့လုံရဲခံရရမှာပေါ့ကွအဲ့ဒီတော့ ကိုလောက်တော့လောက်ပြီးတဲ့ခါကျသူများရဲ့မျက်နှာမှာလည်းဟိုတရားပါတန်ရာတွေလည်းဖြစ်ပြီးသွားပြီအဲ့ဒီတော့ကိုကကိုလောက်ရဲရင်ခံရဲသလိုဖြင်းရှင်းကြပေါ့အခုကြပါမလို့ကြောက်ချီးပန်းပြီးတော့ပေါင်းနေကြဟုတ်တယ်မလားအရက်တွေတောက်လို့မှားကြတယ်ပြုတ်ကြတယ်ဆိုလို့ရှိရင်လည်းကိုတငယ်ချင်းအောက်စုတွေတမ်းမှာအရက်တောက်တက်တက်လူတွေဆိုလို့ရှိရင်မူးပြီးရမ်းတဲ့လူတွေကြည့်ဆိုလို့ရှိရင်ရှင်တို့လည်းမသွားကြနဲ့အောင်နော် ကိုတငယ်ချင်းနေတယ်မှာကိုကိုထိမ့်မဲ့လူចောင်းနိုင်မဲ့လူပါတယ်ဆိုမှကိုတငယ်ချင်းအုပ်စုနဲ့ကိုဟာကိုပြောချင်းတယ်လို့ပြောပါချင်းတယ်လို့ပြကြအခုကြတာမဟုတ်ဘူးအထိမ့်မဲ့ကိုအထိမ့်မဲ့အကွတ်မဲ့နော်ကလန်နာမဲ့တဲ့ဖြာလိုမျိုးဗျံပလာတွေဖြစ်ချင်နိုင်ကိုဖြစ်နေကြတာအဲ့ဒီတော့ကိုလောက်ပြီးတဲ့အမှုကိုကိုဖါကိုနော်ခံကြပါခံကြပြီးတဲ့အခါကျတော့သူများတိုင်ချက်ဖွင့်ထားတယ်ဆိုလို့ရှိရင်လည်းယူပြီးတော့ဖြည့်ရှင်းတာဝန်ယူပြီးတော့ဖြည့်ရှင်းပေးလိုက်ကြအောင် ဟိုဘက်ကဒီမဲ့ဒါဒါမှလောက်သူတို့ကကောင်းလွန်းလို့ဘာမှတော့မှနာမည်တွေဘာတွေဖွင့်ပြီးတော့ပြောပြသေးရမဟုတ်ဘူးအဲ့ဒါကောင်မှကြောက်ချီးပန်းပြီးတော့ပြေးနေကြတာအဲ့ဒီတော့ကိုလောက်တဲ့အမှုကိုဖာကိုဖြည့်ဆင်းပြီးတော့တာဝန်ယူပေးလိုက်ကြပါအောင်လို့မင်းသားပဲဖြစ်ဖြစ်အပြည့်လူပဲဖြစ်ဖြစ်နော်ကိုကသူများပေါ်အပြည့်ကျူးလွန်ထားလို့ရှိရင်ဒီပြစ်ကိုကိုကလည်းခံယူရမယ်နော်တာဝန်လည်းယူပေးရမယ်ရှင်မင်းသားဖြစ်နေလို့ဆိုပြီးတော့တောင်းပန်ပြီးတော့အပြစ်ကိုကြည်အေးပေးလို့မရအောင်နော်မင်းသားပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ကိုလောက်ရက်ကိုကိုတာဝန်ယူတင်နေရှင် နောက်ပြီးတော့နမယမင်းသားတလက်ဖြစ်နေပြီးတော့ဘားတွေမှာသွားပြီးတော့เนาะပျော်ပါတောက်စားပြီးတော့အုပ်စုဖွဲ့အနိုင်ကျင့်တာမျိုးတွေကတော့မလုပ်တင်ဘူးเนาะအပြင်လူတွေအနေနဲ့လည်းသူများကိုเนาะအုပ်စုဖွဲ့ပြီးအနိုင်ကျင့်တာမျိုးတွေကဘယ်လိုမှကိုမတင်တော့ဘူးเนาะဒါကြောင့်မလို့ဘဒူပဲဖြစ်ဖြစ်သူများပေါ်ကိုကိုကအပြစ်ကျူးလွန်ထားလို့ရှိရင်ကိုကဒီအပြစ်နဲ့တန်နဲ့ဒဏ်ကိုတော့ပြန်ပြီးတော့ပေးဆက်တဲ့နဲ့ရှင့်နောက်ထပ်မင်းသားကိုမိုးဆက်ပြောထားတဲ့ဗီဒီယိုလေးကိုလည်းဆက်ကြည့်လိုက်ရအောင်နော်မူးနေရလားဒါမို့လူမိုက်လားဒါမို့အာဆိုလားပေါ့နော်အဲ့ဒီတိုင်းတိုင်းမှာဒါကြီးက တအားကြီးတရားလုံးအာဆွမ်းတို့ပြုမင်းသားဆိုတော့အဲ့ကောင်အထိုးခရရပြီတဲ့ဘွဲရလာဆွမ်းလာဆောင်းအဲ့လိုတလို့ကြည့်တော့ဘွဲရလာအဲ့လိုပြောတော့အောင်စမလူကြီးတော်တော်ကြောင်သွားတယ်ကျွန်တော်အကုန်ဒေါ်လာထော်တာကြာသူဘသူကတောင်းဝန်ရှိလို့မပြောတော့မှတ်လောက်တောင်းတော့လို့ဒါပဲရှိတာဟုတ်တော့ဒါကကျွန်တော်မြမတပင်တခုလုံးစော်လိုက်တာ အခုကျွန်တော်တော့မှလည်းနော်ကျွန်တော်ဆိုအဲ့လက်ရက်ချက်ဖောက်တယ်ကောက်ရိုက်လက်မှာကောက်ပါဘောပညာတက်တွေလည်းမူးတိုင်းအဲ့လိုရုပ်ပြက်ဆင်းပြက်ကြီးတွေဘားတွေမှာတွေ့နေရတယ်လည်းရှိအဲဘာလို့လူရပါသေးလားကျွန်တော် mindset mindset တွေကနေညာ mind လေးကိုနေတာပတ်စံနဲ့မဆိုင်ဘူးပညာတက်တာနဲ့မဆိုင်ဘူးသူ့ရဲ့အထက်က mind wisdom အဲ့ဒါနေတဲ့အခါကျတော့ လွတ်လာတဲ့ခါကျရင်မူလာပြီဆိုရင်ပညာတက်ပြီဖြစ်စေမတက်ပြီဖြစ်စေချမ်းသာပြီမချမ်းသာပြီအဲ့ဒီအကျင့်ကမဲပါလဲကွာငါအဲငါဘသူပိုင်တယ်ငါဘသူသားငါဘာကောင်ဆိုငါဘာကောင်ဆိုတဲ့အဲ့လိုမလားတိတော့လဲဘာကောင်မှလည်းမဟုတ်အကုန်လုံးမသားပေါ့အတင်မသားပေါ်တဲ့ဟာတွေအဲ့ဒီဟာကြီးကဘလို့ခေါ့မလဲသူတို့အဲ့ဒါကြီးဂူစရာထင်နေတာတကယ်ကြည့်ကြံရတဲ့ခါကျရင်ရှက်စရာကြီးဥမာကိုယ်အိမ်ကယောက်ျားကိုယ်အိမ်က အကုသားသမီးအကုသားတယောက်ကနေလို့အဲ့လိုလေမူးယူတော့ဆင်မတက်ကအဲ့လိုဘာရဆိုဇာယူတချို့အဲ့ဒါယူဂုံယူတာရှိတယ်လို့တချို့ကြတော့လဲရှက်ဆိုင်လို့တိရမှာနင်းနေကြတယ်ဟိလာချစ်လို့ခင်လို့အာအဲ့လိုဟိုဘောတော့မဟုတ်ဘူးဆုချရတယ်အဲနောက်ပြီးတော့အဲ့လိုဟိုပန်းကုန်းပေးတဲ့ဘာရဒါကြည့်ရတာဟိုဝန်တာပီတိဖြစ်တယ်ဒါပေမဲ့အာအဲ့လိုဆွဲလာညာလောက်တော်လေးအများကြီးတွေ့ရတယ်လို့ခါကြတော့ဒါဇရိုက်ပေါ့အဲ့ဇရိုက်ကကိုယ့်ရဲ့မိဘအတိုင်းဝိုင်းကိုမြို့ရွာအထက်ကောင်ထိတယ် ဒါကိုကျွန်တော်ပြင်ရမှာကမှစပြင်ရမှာလေဆိုကိုနေတဲ့အတိုင်းအဝိုင်းမှာကို့မြို့ရောက်မှာဒါကမ်ပိန်းလူကြီးတွေနဲ့ကို့ရက်ရွာမှာတခါလေးလို့မယ်တက်တက်မတ်မတ်လူဆိုတာဥပဒေမရှိဘူးအဲ့လိုတက်ဟိုဒီလိုလုပ်ရင်ဒီလိုဖြစ်တယ်ဆိုတဲ့ဟာကိုမကြက်မတ်ထားရင်လုပ်ပါအဲ့လိုဟိုတော့ဆိုမိုက်တယ်ဘုံကြီးတော်ဆင်းအောင်မတက်ပြီးတော့တင်ခဲတက်ပြီးတော့ကျုံနေတာအဲ့လိုပေါ့အများကြီးတွေ့နေရဒါအခုဒါဆိုရှယ်မီဒီယာမို့လို့ ကျွန်တော်ကျွန်တော်ခေတ်ကဆိုဆိုရှယ်မီဒီယာမရှိတဲ့အချိန်မှာချပြကြပေါ့ကီးပက်လေးနဲ့ဘယ်လိုတက်ရရင်မလို့ဟုတ်ရမလားကီးပက်ခေတ်ကဆိုကျွန်တော်ဘယ်လိုတက်ရရင်မလို့ဟုတ်လို့ဟာအာအဲ့တဲ့ဆိုရယ်အများကြီးတွေ့ရအာကျွန်တော်ဆိုမြို့ရမှာပြောတော့အောက်ကနေပြီးတော့တချင်းဆိုတော့ဘာမှမဟုတ်ဘူးလေးလောက်ဆိုလေးဝန်းနဲ့ပြေးတာရေးတက်မှုနဲ့ပေါ့တမောင်ဆိုပြောနေတာကတော့အောင်စဘူဘေးနားမှာရှိတဲ့ဒီရှင်တော်တွေအောင်စဘူနဲ့အလုတ်တူတူလုံးနေကြတယ်ဇက်ကျွန်တော်တို့ညီကိုဝန်တော်မှဇက်ဖွဲ့သားတယ်အေးပေါ့အရန်သဘောကောင်းလို့မရဘူး ဟုတ်ပါလားဖြစ်ရမယ်ဆိုရင်အာကောင်းတဘူးစော်ကားတာတက်တာဇက်ပင်တစ်ခုလုံးကျွန်တော်အတင်းနှလုံးစော်ကားလိုက်တာခါကျတော့အမနာနဲ့တာဒီချောင်းနဲ့ကန်ရဲ့တစ်ချက်ကကျွန်တော်ရဲ့ဇက်ရာဇဝင်တစ်ခုလုံးချောင်းနဲ့နင်းလိုက်တာအဲ့တော့အမနာနဲ့အာမနာနဲ့အဲ့တခုပဲပြောကြတာအာမနာနဲ့ဖြည့်တင်တာပြဖြုတ်တင်တာဖြုတ်ပြီးကြောက်မှရှင်းလာဟုတ်လားကိုယ့်ဘက်ကမှန်နေဖို့ပဲလိုတယ် ဒီမင်းနှာအောင်စဘူရဲ့ကိစ္စဆိုရင်နိုင်ပေါ်မှာကောနော်ဘလူကိုပြန်သွားတာပဲရှင်နှာအောင်စဘူကသူ့ကိုခြေထောက်နဲ့ကံပြီးဆူချတဲ့လူကိုသူကတောင်းပန်มาတယ်ဆိုပြီးတော့ဒါမှအရင်ပြောလိုက်သေးတယ်နော်အောင်စဘူရဲ့နေရာမှာမင်းသားစွမ်းနေတာဆိုရင်ဒီဆူချတဲ့လူလည်းမလွယ်ဘူးတယ်နော် စုချတဲ့သူတွေအနေနဲ့ရောပရိသတ်တွေအနေနဲ့ရောကိုကမင်းသားမင်းသမီးတွေကိုချစ်လို့စုချကြတာနော်ဒါကိုကိုကပတ်စံပေးတယ်ဆိုပြီးတော့လောက်ချင်နိုင်လို့လို့မရဘူးရှင်ကိုရဲ့အဆင့်တန်းနဲ့ကိုရဲ့ဇာတိကိုပြလိုက်တာပဲရှင်မျိုးချောင်းနဲ့ကံပြီးစုချတာကအရန်ကိုမအောက်တန်းကြတယ်နော်ဒီလိုလောက်ရဲ့မျိုးကဘယ်သူမှကိုမလောက်ဘူးရှင်မူးလို့ပဲဖြစ်ဖြစ်မမူးလို့ပဲဖြစ်ဖြစ်နော်မူးနေတဲ့သူဆိုရင်တော့မကောင်းကောင်းမွန်စုချတဲ့နဲ့နော်ခုလိုမျိုးမင်းသားမမဟုတ်ဘူးအပြင်လူချင်းချင်းလဲနော်ဒီလိုမျိုးချစ်တော့ဒီနဲ့ကံပြီးတော့ဝိုင်းရိုင်းနဲ့အပြုမူမျိုးတွေမလောက်တဲ့ဘူးနော် ညီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုတဲ့သူတွေရဲ့အမြင်လေးတွေကိုလည်း comment လေးတွေမှာရေးပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးဒီမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်